မေဟိုကြီးတရားပဲရှိတယ်။အဲ့ဒီအမေဟိုကြီးကလည်းဆင်းရဲတဲ့ဘဝဆိုတော့ဘေးသက်ရေသူများအိမ်မှာကြွခံပြီးတော့အမေကြီးကိုရှာဖွေပြီးတော့ကြွေးတယ်တဲ့။သူများအိမ်မှာကြွခံပြီးတော့အလွတ်လွတ်ရတော့ကိုတော့ပင်မနေ။ဘာတော့ပင်မကိုပင်မတော့ကိုတော့ဆင်းရဲတယ်တဲ့။စိတ်တော့မဆင်းရဲဘူးတဲ့ဘေးသက်ကိုယ်တော့ဆင်းရဲတယ်စိတ်မဆင်းရဲဘူးပြောကြည့် ကိုတော့ဆင်းရဲတယ်ဆိုတာကဘေးတိုင်းသူများအိမ်မှာအလွတ်လို့ရတော့ကိုတော့ဆင်းရဲတယ်စိတ်မဆင်းရဲဘူးတဲ့စိတ်မဆင်းရဲဘူးဆိုတာကဘာကြောင့်လဲဆိုတော့ငါဒီဘဝမှာအပြစ်ကင်းအောင်နေတယ်အကုသိုလ်ကင်းအောင်နေတယ်ငါဒီဘဝမှာအကုသိုလ်မရှိအောင်နေတယ်ငါရဲ့အမေကိုငါနေစင်နေအမြကျွေးမွေးဆောက်ရှောင်ပြီးတော့နေတယ်မိဘကိုကျွေးမွေးဆောက်ရှောက်တယ်ဆိုတာကုသိုလ်ရတယ်ဘေးတိုင်းဘာရတယ်လဲ မြတ်စွာဘုရားကငါဘုရားကိုမလူရင်နေငါဘုရားရဲ့သာတော်တန်ဃာတော်တွေကိုမလူရင်နေမင်းတို့နေတော့ကုသိုလ်မရရုံပဲရှိမယ်မင်းတို့ရဲ့အနန္တခိုင်းဝင်ကျေးဇူးရှင်မိဘနှစ်ပါးကိုမပေးကမ်းမလူတမ်းမလူတမ်းမှုမပြုမဘူးမပြုစုဘူးမဆောင်ရှောက်ဘူးဆိုရင်တော့ကျွေးတင်သွားတတ်တယ်ဘာတင်သွားတတ်ဒါကြောင့်မလို့ဘေးတိုင်းမိဘနှစ်ပါးကို ကျွေးရှိရင်ဆက်ရတတ်တယ်ဒါကြောင့်ကျွေးမတင်ရလေအောင်မိဘနာမကိုကျွေးမွေးဆောင်းဆောင်မှုတွေမလုပ်တင်ဘူးလားတခုကြည့်ပေးသားရေသူများအိမ်မှာသွားပြီးတော့ကြွန်ခံတယ်အလုပ်လုပ်ရတော့ကိုတော့ပင်ပန်းတယ်အမေအိုကြီးကိုကျွေးမွေးဆောင်းဆောင်ပြီးတော့နေစဉ်နဲ့အမြတ်ကုသိုလ်တွေလုပ်နေရတဲ့အတွက်စိတ်တော့မစင်ရဘူးကိုသာစင်ရတယ်မိဘကိုကျွေးမွေးနေရတဲ့အတွက်စိတ်တော့ချမ်းသာတယ်တဲ့နော် အဲ့ဒီအမျိုးသမီးလေးကဘေးဒိုင်ဘလို့မိဘကိုကျွေးမေးဆောင်ဆောင်တယ်လို့ဆိုတာတို့ဓမ္မမောင်နှမတွေနီးယူရမယ်နော်ကြီးဘေးဒိုင်သူဘလို့ဆောင်ဆောင်လဲဆိုရင်နာနေမိုးတော့အလင်းရောက်တဲ့အခါအမေဝကြီးမနိုးခင်မှာသူကအရင်နိုးအောင်ထားတယ်အရင်နိုးအောင်ထားပြီးတော့ဘေးဒိုင်မနေ့ပိုင်းမှာမျက်နှာတစ်ဖို့ရေအစင်တဲ့ မျက်နာတိပိရကမနေပိုင်းအဝေစားလေးတွေလဲဖို့အစဉ်သင်အဝေစားလဲပိရကမနေစားလေးစားဖို့ထမင်းနေဟင်းနေအစဉ်သင်မလိမ္မာဘူးလားလိမ္မာတဲ့သာသမီရှိရင် မိပါတွေစိတ်ချမ်းသာတယ်လိမ္မာတဲ့သာသမီရှိရင်မိပါတွေအခုသမီးလေးကကြည်ပိတိုက်မိဘအမေအိုကြီးမနှိုးခင်သူကနှိုးအောင်မထအောင်လားအခုခေတ်သာသမီတွေအဲ့ဒါပြောင်းပြန်ဖြစ်တာပေါ့ ဘာဖြစ်လဲအမေတွေဖေတွေကနိုးပြီးတော့ချက်ပြုတ်ပြီးအာမသူတို့ကထပြီးတော့စားကြတာနော်အခုကြည်သားမေးတဲ့အမေဦးကြီးမနိုးခင်သူနိုးအောင်ထနိုးအောင်ထပြီးတော့အမေကြီးနိုးလာတဲ့အခါမျက်နာတွေတစ်ပေးတယ်ဝင်းစားတွေလည်းပေးတယ်မနဲ့စားတွေကိုကြွေးတယ်ကြွေးတဲ့အခါကျတော့လေဘေးတိုက်ကြည့်ပါအောင်စေတနာပါပါကြွေးတာဘယ်လိုကြွေးလဲအဲ့ဒါကိုအရင်မကြည့်ဘူးလား တချို့သားသမီးတွေကဘိသိုင်းမိဘတွေကိုရှာပြီးတော့ကြွေးတယ်။ရှာဖွေပြီးတော့ကြွေးပါတယ်။သို့ပေမဲ့စာကာနီးသောအချိန်ခါကာလရောက်ပြီဆိုရင်ငါတို့ကရှာကြွေးရတာငါရှာကြွေးတဲ့အတိုင်းအမေတွေဘိတွေကစားရမှာပဲဆိုပြီးတော့စာကာနီးမှာမိဘတွေကိုအော်ဟစ်ငောင်းငန်းပြီးတော့ပြောဆိုလိုက်တဲ့အခါကျတော့မိဘတွေကဘိသိုင်းကြောက်ကြောက်လန့်လန့်နဲ့စားရတဲ့အခါကျတော့အဲ့ဒီအစာအာဟာရတွေဟာအမဖြစ်ဘူး။ဘာမဖြစ်ဘူးလဲ။ တချို့သားသမီးတွေကမိဘကိုနိုင်တယ်နော်ဟုတ်လားအမှန်တကယ်ကဘေးဒါယေမိဘကဘသူကိုနိုင်ရမှာအသက်ရွယ်ကြီးရင်သွားတဲ့မေဟိုဘေဟိုတွေက ရှာဖွေပြီးတော့မစားနိုင်တော့ဒီသားဒီသမီးတွေကိုရှာဖွေကြွေးတာစားတော့အဲ့ဒါသားသမီးတွေကလည်းသူတို့ရှာကြွေးရတာပဲဆိုစားကန်ဒီမှာအော်ခစ်ပြီးတော့ပြောဆိုပြီးတော့ကြွေးတော့မိဘတွေကလည်းစားတာစားနေရတဲ့သားမျက်နှာလေးကြည့်လိုက်စားစားစားနေရတဲ့သမီးမျက်နှာလေးကြည့်လိုက် ငါမြဘာပြောမလဲငါမြဘာပြောမလဲ ਨੇ စားသာစားနေရတဲ့စားလို့စားမှမသိဝါလို့ဝါမှမသိဆိုတော့ဘေးတိုက်အဲ့ဒီအစာအာဟာရအားဖြစ်သေးလားအမဖြစ်ဘူးဗျဟုတ်လားဒါကြောင့်မလို့ဘိသိတချို့သားသမီးတွေဟာမိဘတွေကိုနိုင်လွန်းလို့အော်ခင့်ငောင်းငန်းတဲ့အခါတချို့မိဘတွေဟာသားရီသမီးတွေကိုပြန်မပြောရဲလို့အမေဝဖေးဝတွေမှာခိုးမှောင်ရိတ်ကလေးမှာတယောက်မျက်နှာတယောက်ကြည့်ပြီးတော့မျက်ရည်တွေကျနေရတဲ့ အဖေဟိုအမေဟိုဒီလောကမှာအများကြီးရှိတယ်မရှိဘူးလားကြည်ပါဦးပေတိုင်ကိုငယ်စဉ်ချိန်ခါကလာတော့ကအမေကိုကိုဘလို့စေတနာပါပါကြွေးခဲ့တယ်လေပြန်ကြည့်သမ်းမငယ်စဉ်ချိန်ခါကလာတော့ကပေတိုင်အမေရဲ့ဝမ်းထဲမှာနှုတ်ရည်ရှိတာမဟုတ်ဘူးမေတ္တာတရားကြောင့်သွေးကနေနှုတ်ရည်ဖြစ်ပြီးတော့စေတနာပါပါနှုတ်ကြိုတက်ကြွေးခဲ့ရတာနောက်ပေတိုင်အရွယ်ရောက်လာတဲ့အခါမဝမ်းနိုင်တဲ့အခါမှာဝမ်းပြီးတော့အမေဟာမကြွေးရဘူးလား မစားခြင်းစားခြင်းအောင်ချော့မော်ပြီးတော့မကြွေးဘူးလားကိုတို့ကအမေကငငယ်တုန်းကဘလို့ကြွေးခဲ့တယ်လဲကိုကငငယ်တုန်းကအနေရကင်းအောင်ဘလို့ထားခဲ့တယ်လဲစိတ်ချမ်းသာအောင်ဘလို့ထားခဲ့လဲငယ်စဉ်ဘဝကိုပေးတိုင်းလန့်ကျင်မမြင်ရဘူးလားကိုမသိတော့မှကိုကလေးဘဝကိုပြုစုရတဲ့မိဘတွေကိုကြည့်မြင်နေရတာပဲကိုအလှဲ့ကြမှာပေးတိုင်းအော်ခေငောင်းငန်းပြီးတော့ကြွေးတယ်ဆိုတော့ဘယ်တရားမလဲ ငငယ်တော့ကမိဘတွေစေတနာပါပါကြွေးတယ်လို့ကိုယ်အလဲကြတော့လဲစေတနာပါပါမကြွေးခြင်းဘူးလားကြွေးရမယ်မစားခြင်းစားခြင်းအောင်မအိတ်ခြင်းအိတ်ခြင်းအောင်ဘေးဒဤစေတနာပါပါကြွေးရင်အဲ့ဒီသာသမီတွေကြွေးတဲ့အာဟာရတွေမိဘတွေဟာစိတ်ချမ်းသာသာစားရမယ်ဆိုရင်စားသမျှအာဟာရတွေဖြစ်လိမ့်မယ်စားသမျှနည်းနည်းစားတော့လဲဘာဖြစ်နိုင် အားရဖြစ်နေတာပေါ့သူကစိုင်းဝတ်စမ်းမန်းသီးတယ်။သာသမီကျွေးတာလေးကိုနည်းနည်းလေးပဲစားရစားရအားရဖြစ်သွားတယ်နော်။စားတဲ့အခါမှာစိတ်ချမ်းချမ်းသာသာစားရလို့ဘယ်လိုစားရလို့အခုသမီးလေးရဗေဒရဲ့အမေအိုကြီးရဲ့ဘုံမှာစေတနာထားပြီးတော့စိတ်ချမ်းချမ်းသာသာမကြွေးဘူးလား။ကြွေးတော့အမေကြီးကဗေဒရဲ့အစာအာဟာရတွေကိုချမ်းချမ်းသာသာစားရတော့ငါသမီးလေးလိမ်မာလိုက်တာဆိုပြီးတော့သမီးရဲ့အပေါ်မှာမေတ္တာတွေပို့ပေးတယ်။ဗာပို့ပေး ဘိဒာဤလောကမှာရှိတဲ့မိဩဖဩရိရှိကအမွေတွေရတာတဲ့ရွှေငွေတွေရတာတဲ့မေတ္တာကိုမျှော်လင့်ပါရွှေငွေဆိုတာသုံးပြကုံသွားတယ်မေတ္တာဆိုတာဘိဒာဤမေတ္တာခြုံရင်ဗါတယ်လေလုံနေတဲ့မိဘကသားသမီးပေါ်မှာပို့တဲ့မေတ္တာဟာအပြည့်အဝပဲကျန်တဲ့လူတယောက်ပေါ်ဆိုအဲ့လောက်အပြည့်အဝပေးချင်မှပေးနိုင်တယ်ကိုမွေးထားတဲ့သားသမီးပေါ်မှာဆိုမေတ္တာအပြည့်အဝမရဘူးလား ဒါကြောင့်မလို့ဘေးတိုင်မိဘတွေထမ်းကမေတ္တာကိုသာရအောင်ယူပါအခုသမီးလေးကဘေးတိုင်လိမ်မာတော့အမေကြီးစိတ်မချမ်းသာဘူးလားစိတ်ချမ်းသာတော့မိခင်ကသမီးလေးရဲ့ဘောမှာမေတ္တာတွေပို့မပေးဘူးလားသမီးလေးကြောင့်အသမီးအလိမ်မာလေးသားအလိမ်မာလေးတွေရှိရင်မိဘတွေစိတ်ချမ်းသာတယ်နော်အဲ့ဒါနဲ့ဘေးတိုင်သူကမနေ့ပိုင်းမှာမနေ့စာလေးတွေကျွေးပြီးတော့သူဘာလုပ်လဲဆိုတော့ အလုတ်လုတ်တဲ့အိမ်မှာတထေးကြီးတထေးတော်ကြီးတွေအိမ်မှာမနေ့ပိုင်းသွားပြီးတော့အလုတ်လုတ်ရအလုတ်လုတ်တဲ့အခါကျတော့အဲ့ဒီအိမ်ကအလုတ်တွေကိုလည်းကြည်ဘိဒ္ဒယေစေတနာပါပါလုတ်တယ်ဒီအိမ်ကအလုတ်တွေကငါအိမ်ကလုတ်တွေပဲငါလုတ်ရမယ်လုတ်တွေပဲငါပတ်ဆံရလို့လုတ်တယ်လို့မဟုတ်ဘူးအလုတ်ပေါ်မှာစေတနာထားတယ်အလုတ်ပေါ်မှာပါထားတယ်စေတနာထားလို့တော့တတိကြီးတတိကြီးတော်ကြီးတွေကလည်းစေတနာထားလို့တဲ့အလုပ်ကို မသိဘူးလား စေရနာထားလို့လဲသမီးလေးဆိုတော့သူ့ဘောမှာချစ်ခင်မှုတွေရောမရဘူးလားဒါဆိုပေတိုင်းတို့အားလုံးလည်းပဲဘာပဲလုံးလုံးစေရနာထက်လို့ဘာပဲလုံးလုံးတို့ကမာကြီးရဲ့အိမ်မှာဓမင်းချက်ကျွေးတာတော့မှနေ့စဉ်ချက်ကျွေးရတာချင်းအတူတူတော့ပေတိုင်းဘာထက်လိုက်မလဲကုသိုလ်မရဘူးလားတို့တကာကြီးတွေလည်းအမျက်ရှာကြွေးရခြင်းအတူတူတော့ဗာထည့်လိုက်ရမယ်စေတနာဘိက္ခဝေကမ္မဝတ္တမိ ဘိကဝေจิตာจิตမိတို့စေရနာဟံကိုပြုလုံလိုက်တဲ့စေရနာတရာတရားဒိတလေကမ္မကံခု၍အဟံငါဘယသည်ဝဒာမိဟောတယ်စေရနာသည်ကံစေရနာသည်စေရနာကောင်းရင်ကံကောင်းရင်ကောင်းတဲ့အကျိုးတွေမပေးဘူးလားဒီဘဝလဲကောင်းကျိုးရမယ်တန်တရာလဲကောင်းကျိုးတွေမရဘူးလားဒါကြောင့်ဘိဒ္ဒိုက်ဘယ်လုပ်ဘယ်လုပ်လို့ဘာထက်လုပ်ရမယ် အခုလိုဓမ္မသမင်မွေးကြီးတွေဂျုံတဲ့အခါလဲကြည်ပေါ်ပေးတိုင်းเนาะအားလုံးကအလုတ်တခုလုတ်တဲ့အခါအခင်းနဲ့ခင်းတာပဲဖြစ်ဖြစ်ခင်းနဲ့သိမ်းတာပဲဖြစ်ဖြစ်ဘယ်အလုံမျိုးမို့ဆိုဘာထက်လုတ်ရင်ကောင်းကျိုးတွေမရဘူးလားအဲ့ဒီမှာလဲဒီလိုရှိတယ်တချို့ကပေးတိုင်းသူများမလုတ်ချင်တဲ့လုတ်ကိုကိုလုတ်တချို့ကထင်ပေါ်တဲ့နေရာကိုလုတ်တယ်မထင်ပေါ်တဲ့နေရာဆိုမလုတ်ဘူးတက်တာတဲ့နေရာဆိုလုတ်တယ်ပင်မနဲ့နေရာဆိုမလုတ်ချင်ဘူး ဲ့တော့သူများမလို့ရှင်တဲ့နေရာကိုကိုလှုပ်လိုက်ရင်သူများမရတဲ့ကုသိုလ်ကိုမရဘူးလားဒါကြောင့်မလို့သပေးသားကြီးဘာပဲလှုပ်လို့ပရာဟိတလုပ်ငန်းတွေလှုပ်ကြတဲ့ပုံကိုယ်တွေလည်းဒီလိုပဲအလုတ်တခုလှုပ်တဲ့အခါမှာအလုတ်ပေါ်မှာစေတနာထိုင်းရင်စေတနာသည်ကံဖြစ်တယ်လေစေတနာသည်ဘာဖြစ်စေတနာကောင်းလေလေသဘောပေါက်လားအခုဒီအမျိုးသမီးလေးကအဲအဲ့ဒီအိမ်ကတတိယတတိယကြော်ကြီးအလုတ်တွေကိုစေရနာထားပြီးတော့လှုပ်တော့တတိယကြီးကလည်းချစ်တယ် တတိကရောကြီးကလည်းချစ်တယ်သူရဲ့အပေါင်းအသင်းတန်ငယ်ချင်းတွေကလည်းချစ်တာဒီသူဘာကောင်းလို့လဲစေတနာကောင်းလို့အလုပ်တွေကိုလုပ်အလုပ်လုပ်လိုက်တဲ့အခါကျတော့ပေးတိုင်းနေ့လယ်ပိုင်း7နာရီ7နာရီလောက်ရောက်တော့နေ့လယ်စာစားတဲ့အချိန်ရောက်တဲ့အခါကြည့်သမီးအလိမ်မာလေးကအမေကိုတတိရတယ်ဘာလို့လဲတို့အလုံးလဲတတိထားဖို့လိုရင် ပေးတိုင်း တခါတလေဈေးရောက်နေရတာနဲ့ပဲအမေဟိုဖေဟိုတွေထမင်းကျွေးဖို့မိနေရောမိမနေတော်မှပေးတဲ့အလုကမပြီးသေးတာနဲ့မိဘတွေကိုကျွေးဖို့မိတယ်တော့ဟိုမှာအသက်ကြီးတဲ့မိဘတွေကပေးတဲ့အချိန်ကျော်သွားပြီဆိုရင်အစာတွေလုံးကုန်ရင်မစားနိုင်တော့ဘူးအကယ်စားတော်မှသူတို့မှာအစာမကြည်ဖြစ်တတ်တယ်ဘာဖြစ်တတ်တယ်တဘောပေါက်လား အဲ့ဒါကိုဘသူတွေရသိရမယ်။တန်းလိမ်မာသမိလိမ်မာလေးတွေကသိရမယ်။ဒီချိန်ဟာသမိစားချိန်ရောက်ပြီ။ဒီချိန်ဆိုသမိကျွေးမှာပဲ။ဒီချိန်ဆိုရေချိုးပေးမှာပဲဆိုတာပေးတဲ့ရေ။ဒါသမိတွေကသူ့အချိန်လေးနဲ့သူလုတ်ပေးတဲ့နော်။အခုဒီသမိလိမ်မာလေးကကြည်ပေးတဲ့ရေ။ဇတနာကြီးဇနနာကြီးလောက်ရောက်တော့သမိစားချိန်ရောက်တော့အမေကြီးကငါသမိကျွေးရအောင်မေ။တတိယနဲ့တတိယကတော့ကြီးကိုပန်ကြားပြီးတော့အိမ်ပြန်သွား။အိမ်ရောက်တဲ့အခါကျတော့ဘေးသားကြီးအမေကြီးရေချိုးဖို့ဆိုပြီးတော့ရေတွေခတ်တယ်။ ရေရေခတ်ပြီးတော့အမေကြီးကိုရေချိုးပေးတယ်ရေချိုးပေးပြီးတော့တဏ္ဍာရီသွေးလိန်ပေးအင်ကြီးအဝဲစားတွေလဲပြီးတော့ပေးတော့ပေးတဲ့အမေကြီးတို့စိတ်မချမ်းသာဘူးလားသမီးလေးကလိန်မာလို့ဘသူကလိန်မာလို့သမီးလိန်မာရင်သာသမီးလိန်မာရင်မိဘကုသိုလ်ရတယ်မလားတန်ရောဇဏနိဒ္ဒယကုတလံဘဝတိတဲ့ တန်ယောဇနာတန်ယောဇဉ်ကိုနေတာယအမိပြု၍ကုတလံကုတုတရားတို့သည်ဘဝတိဖြစ်ရမယ်။သာသမိတန်ယောဇဉ်ကိုအမိပြုပြီးတော့မိဘတွေကုတုရပါစေတဲ့။သာသမိတန်ယောဇဉ်ကိုအမိပြုပြီးတော့အကုတုတွေမဖြစ်စေနဲ့တဲ့နော်။ဒါတွေသမိတွေလိမ်မာရင်မိဘတွေကုတုမဖြစ်ဘူးလား။တန်ယောဇနာနေတာယအကုတလံဘဝတိတန်ယောဇနာတန်ယောဇဉ်ကိုနေတာယအမိပြု၍ အာဟုတလံအာဟုတောတရားတို့သည်ဘဝတိဖြစ်တယ်။သာကမလိမ္မာ။တမိကမလိမ္မာဘူးဆိုလို့စင်ဘိဒယေမိဘနှဘမှာစိတ်တွေမစင်ရင်ဘူးလား။သောကတွေဖြစ်ပြီးတော့အာဟုတတွေမများဘူးလား။လိမ္မာလို့လားမလိမ္မာလို့လား။ဒါကြောင့်မလို့ဘိဒယေသားတွေတမိတွေကမိဘတွေကိုကျွေးမွေးမဆောင်ရှောင်မှုမလုံနိုင်တော့မှမိဘတွေကိုအာဟုတမပေးနဲ့တဲ့။မိဘဇကနားထောင်ရင် မကြွေးမွေးနိုင် မပေးကမ်းနိုင်တာတောင်မှဘေးတည်းရေဂျေသူစက်နေတာနဲ့အတူတူပဲမိဘစကားနားထောင်ရင်ဗာစက်နေတာနဲ့ဒါဆိုအလုံးကမိဘစကားနားထောင်ဖို့မလိုဘူးလားအဲ့တော့ဘေးတည်းရေကမှသမီးလေးကမိဘကိုအဲ့တော့ကြွေးမွေးဆောင်ရှောက်တော့သားသမီးကြောင့်မိဘကုသိုလ်ဖြစ်တာပေါ့ထိုနေ့တို့စားပဲဘေးတိုင်းမိဘကြောင့်လေသားသမီးတွေကုသိုလ်ဖြစ်ပါစေတချို့မိဘတွေကတက်ကြီးလာပြီဆိုအနေတိုင်း မနေတတ်တဲ့အခါကျတော့သားတွေသမီးတွေမှာအကုသိုလ်ဖြစ်နေရတယ်နော်မိဘတွေကလည်းသားသမီးတွေကုသိုလ်ရကြရင်အလိုက်တီးတီးလေးနဲ့ဘဝမှာနေကြရမှာပေါ့အခုကြည်ပေတိုင်းသမီးတွေကရေတွေကပ်ပြီးရေတွေချိုးပေးတဏ္ဍခါတွေသွေးလိမ့်ပြီးတော့အမေကြီးကိုနေလဲသာကျွေးပြီးတော့အလုလုတဲ့အိမ်ပြန်သွားတယ်ဟိုရောက်တဲ့ကလှုပ်တေလှုပ်ပြီးတော့ညံ့နေဆောင်ရောက်တဲ့ကစောစောလေးပြန်အိမ်ရောက်တဲ့အခါကျတော့သမီးလေးတွေရေချိုး ညနေစာလေးစာညတာလေးစာပြီးတဲ့အခါကျတော့ကြည်ပေးတတ်ရင်တို့ဘယ်သွားလိမ့်မလဲဆိုရင်ဟိုအိမ်ဒီအိမ်မလဲဘူးဟိုအာယုံဒီအာယုံနေတဲ့အချိန်မကုန်ဘူးတရားနာသွားမှာဘယ်ကိုသွားမှာတရားနာသွားမယ်ဆိုတော့မြတ်စွာဘုရားတည်တုံးတဲ့ပေးတတ်ရရစကြုံမြို့ရဲ့ဘာကြောင့်လဲဘာကြောင့်စေတဝန်ကြောင့်မဟုတ်ဘူးဝေလွန်ကြောင့်ဘလို့ဖြစ်လို့စေတဝန်ကြောင့်ရောက်သွားတာလဲ ဇေတဝန်เจ้าကတာဝတိမှာပိတ္တယိနော်အခုကရာဇဂျိုမှာရာဇဂျိုမှာကျတော့ဘာကြောင်းလဲမြတ်စွာဘုရားသခင်ကိုရောပြကြည်တဲ့တုန်းနဲ့ဝေလွန်းဟောเจ้าတော်ကြီးကိုညာချမ်းအချိန်ငါမတောင်းမိလေးနှစ်ယောက်တရားနာသွားတယ်ဘာနာသွားလဲအမေကမျက်စိမြင်လားမျက်စိမမြင်တဲ့အမေဟိုကြီးကိုကြည်ပိတ္တယိတရားပွဲကိုရောက်အောင်ခေါ်တယ်အမေဒီနေရာလေးကသွားဒီနေရာမှာကျင်းရှိတယ်ခြိုင်းရှိတယ်တမီးလက်ကိုဆွဲ သမီးနဲ့အတူသွားမယ်ဆိုပြီးတော့မျက်စိမမြင်တဲ့အမေအိုကြီးကို တရားပွဲရောက်အောင်မခေါ်ဘူးလားတရားပွဲရောက်တဲ့အခါကျတော့အမေမျက်စောဖယားကြွားလာပြီးလက်အုပ်ကလေးရှ िख ောပါအမေကမျက်စိမမြင်ဘူးလေမျက်စိမမြင်တော့အမေကြီးကိုသတိပေးနေတာအမေမျက်စောဖယားကြွားလာပြီးလက်အုပ်ကလေးရှ िख ောပါမြတ်စွာဘုရားဓမ္မတဏ္ဍပလင်မောတို့ရောက်ပြီးအမေဥချပါဆိုပြီးတော့အမေကြီးကိုတတိမပေးဘူးလား ။ဒါဆိုအမေကမေးတိုက်လဲဥကလေးရှိခိုးတဲ့ဘုရားကိုဥချတော့ကုသိုလ်ရတာပေါ့။မျက်စိမြင်သလား။မမြင်နဲ့အမေအိုကြီးတောင်းမှလိန်မာတဲ့သမီးလေးကတရားပွဲရအောင်ခေါ်နိုင်ရင်ဟုတ်လားမျက်စိမြင်တဲ့အမေအိုဘေအိုတွေတရားပွဲသွားကျင်နေဆိုရင်တို့ဓမ္မမောင်နှမတွေကလည်းပဲစိတ်ရှည်ရှည်နဲ့ပို့ပေးတဲ့နဲ့မပို့တင်ဘူးလား အခုခြေတန်းပေးတဲ့မျက်စိမမြင်တဲ့အမေဦးကိုတရားဝဲရအောင်ခေါ်သွားတရားတွေနာတဲ့အခါကျတော့အမေကြီးကတရားတွေနာတော့စိတ်တွေမအေးချမ်းဘူးလားတရားဆိုတာစိတ်ကိုအေးချမ်းစေတယ်တရားဆိုတာတရားကပေးတဲ့ရုပ်ကိုပြင်ပေးတာလားစိတ်ကိုပြင်ပေးတာလားစိတ်လှရင်ရုပ်ပါလှတယ်စိတ်လှရင်ရုပ်တော်လှပါတယ်စိတ်မလှရင်ရုပ်ပါဘာဖြစ်သွား သိုးသွားလိမ့်မယ်ဒါကြောင့်အလုံးဘာလာဖို့ရေကြီးဘာကိုပြင်ရမလဲယနေ့ဘုန်းဘုန်းတို့ပေါကုံရက်ွက်မိသားစု